အားလုံးပဲမင်္ဂလာပါ Safe Space မြန်မာမှကြိုဆိုပါရစေ။ဒီနေရာအားလုံးရဲ့အတန်ကအေးပါတဲ့နေရာခမားတို့ရဲ့နာကျင်မှုကိုနားလည်ပြီးမဲ့နေရာမတူညီတဲ့ဘဝတွေအတွက်လုံခြုံတဲ့နေရာပါ။ကျွန်တော်ကကိုထပ်ပါဒီနေ့ခီးစဉ်အတွက်ခမားတို့ရဲ့အဖော်မွန်ဖြစ်ပါလိမ့်မယ်။ အခုလက်ရှိအခြေအနေမှာသင်ဟာကြောက်ရွံ့မှုခွဲခွာရမှုမရေရာမှုတွေနဲ့နှဆိုင်တဲ့စိတ်ခံစားမှုဆိုင်ရာနာကျင်မှုတွေချားမှာဖြတ်တန်းနေရပါသလားဒါဆိုရင်တော့ဒီ podcast ကသင်အတွက်ပါစိတ်ရဲ့တန်းနေရဆွတ်ခွာရမှုနဲ့အသက်ရှင်တန်ရေးရဲ့ဝင်တော့ဝင်ပိုးတွေကိုတိတ်ဆိတ်စွာထံပိုးထားရသူတွေအတွက်ပါဒီနေရာမှာ ကျွန်တော်တို့ဘု து ကိုမှအကဲဖြတ်ခြင်းမပြုပါဘူးကျွန်တော်တို့နားထောင်ပါမယ်ကျွန်တော်တို့အတူတူရှင်းသင်ပါမယ် ကျွန်တော်တို့ဖြစ်ဖြစ်ချင်းအတူတကွကုစားကြပါမယ်အရင်ဆုံး safe space မြန်မာကိုဘာကြောင့်ဖန်တီးဖြစ်တာလဲဆိုတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ဒီ podcast အစီအစဉ်ကို ကျွန်တော်တို့ဖန်တီးခဲ့ရတာကတော့ပဋိပက္ခတွေကမိသားစုတွေ၊ခလီးတွေ၊ကျွန်တော်ရဲ့စိတ်တွေ၊နှလုံးသားတွေအပေါ်ဘယ်လိုတက်ရောက်နိုင်လဲဆိုတာကိုမြင်တွေ့ခဲ့ရလို့ပါပဲ။ ကျွန်တော်တို့ဒီအစီအစဉ်ကိုလုပ်ဖြစ်တာကတခါတလေမှကျွန်တော်တို့ကိုတယောက်ယောက်ကဒီစကားတွေကိုပြောပြဖို့လိုအပ်နေလို့ပါငါမင်းကိုမြင်တယ်ငါမင်းအတန်ကိုကြားတယ်ငါမင်းနဲ့အတူဒီမှာရှိနေတယ်ကျွန်တော်တို့အားလုံးကိုပေးချင်တာကဒီအသည့်လေးတစ်ခုဒါက safe space မြန်မာပါမှောင်မိုက်နေတဲ့အခန်းထဲကအလင်းရောင်ငယ်လေးတစ်ခုစူညံတန်တွေကြားကတိမ်မွေ့တဲ့အတန်တစ်ခု ကျွန်တော်တို့အသက်ရှူနိုင်တဲ့ကဘာငယ်လေးတစ်ခုငယ်ဘဝမှာတော်တော်များများကြုံဘူးကြမယ်ထင်တယ်မိဘနဲ့ခွဲပြီးတယောက်တည်းစအိတ်တဲ့အချိန်တချို့ညတွေမှာအကြောင်းကြောင်းကြောင့်စိတ်ထဲမှာကြောက်တလို့လို့မလုံခြုံတလို့ခံစားရပြီးအိတ်မပြောတဲ့ညတချို့ကိုပိုက်ဆိုင်ခဲ့ဘူးကြမယ်ထင်တယ်အဲ့လိုစိတ်ချောက်ချားမှုကိုတယောက်တည်းဘလို့မှတောက်မခံနိုင်တဲ့အဆုံးမှာ အမေအိယာစီသွားပြီးအမေရင်ခွင်နဲ့တိုးလိုက်တဲ့အချိန်မှာခုနားကစိုးရင်ချောက်ချားမှုတွေဟာယူပြစ်လိုက်သလိုပျောက်သွားပြီးနှစ်နှစ်ချက်ချက်အိပ်ပျော်သွားတဲ့ညတွေပေါ့အခုလိုပရိပခတွေနဲ့ကြုံတွေ့ရတဲ့အခါမိသားစုတွေကွဲကွာရတဲ့အခါဆုံရှုံရတဲ့အခါကျွန်တော်တို့လိုအပ်တဲ့အချိန်မှာတိုးဝင်စရာရင်ခွင်ပျောက်ဆုံးရတဲ့အခါ ကျွန်တော်တို့ရဲ့နာကျင်မှုတွေစိုးရိမ်မှုတွေခြောက်ခြားမှုတွေကမလျော့ပါဘဲတိုးတိုးလာတဲ့အခါကျွန်တော်တို့ရဲ့စိတ်ဟာဒဏ်ရာတွေနဲ့ပြည့်နှက်လာတယ်ကျွန်တော်တို့ရဲ့ဒီအစီအစဉ်လေးကလိုအပ်နေတဲ့သူတိုင်းအတွက်တိုးဝင်လို့ရတဲ့ရင်ွယ်လေးတစ်ခုခမားတို့ပြောပြခြင်းနဲ့အတန်တွေကိုနားထောင်ပြီးမဲ့နေရာလေးတစ်ခုမင်းတယောက်တည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်ကိုပြီးမဲ့နေရာလေးတစ်ခုအဖြစ်တည်ရှိသွားပါမယ် စိတ်ပင်ပန်းစရာတွေကြုံတဲ့အခါဒီအစီအစဉ်လေးကိုနားထောင်ပါပြောပြခြင်းတဲ့အကြောင်းအရာတွေရှိရင်ကျွန်တော်တို့ရဲ့ပေးစာကဏ္ဍကိုစာပို့ပါကျွန်တော်တို့အားလုံးနဲ့အတူတူရှိနေပါမယ်မင်းတယောက်တည်းမဟုတ်ပါဘူး safe space မြန်မာဘာကြောင့်ဖြစ်တည်လာရလဲဆိုတာကိုပြောပြပြီးသွားတဲ့နောက်မှာကျွန်တော်ဒီနေ့အတွက်ကျွန်တော်တို့ရဲ့မမြင်နိုင်တဲ့စိတ်ခံစားမှုတန်ရာတွေအကြောင်းကိုပြောသွားပါမယ်။စစ်ပွဲနဲ့အကြမ်းဖက်မှုတွေဟာအဆောက်အအုံတွေလူအသက်တွေတဘာဝတရားတွေကိုဖျက်ဆီးရုံသာမကပဲကျွန်တော်တို့ရဲ့စိတ်တွေကိုပါတန်ရာရစေပါတယ်။ကျွန်တော်တို့ပြုံးပြနေရင်ဒါမှမဟုတ်အလုတ်ကိုဆက်လုံနေရင်တောင်ကျွန်တော်တို့ရဲ့အတွင်းထဲမှာကျိုးပဲ့နေနိုင်တယ် ရှုပ်ထွေးနေနိုင်တယ်ဒေါသထွက်နေနိုင်တယ်ဒါမှမဟုတ်ဘာမှမခံစားရပဲထုံကျင်နေနိုင်ပါလေဒါတွေဟာစိတ်ခံစားမှုဆိုင်ရာတန်ရာတွေပါမမြင်ရပေမဲ့နှက်ရှိုင်းပါတယ်ဒါကပုံမှန်ပါပဲဒီလိုရီခံစားရလို့သင်က အားနေတဲ့သူတယောက်မဟုတ်ပါဘူးသင်ဟာ လူသားတယောက်ပါထိခိုက်ဒဏ်ရာရတဲ့အခါမှာနာကျင်ခံစားရတာကပုံမှန်ပါပဲကျွန်တော်တို့ဘယ်နေရာမှာနာကျင်နေတာလဲ ဘယ်အရာကကျွန်တော်တို့ကိုနာကျင်စေတာလဲကျွန်တော်တို့ဘလောက်တောင်နာကျင်နေတာလဲတခါတလေမှာကျွန်တော်တို့ရဲ့နာကျင်မှုကိုအတိအမှတ်ပြုခြင်းက ကုစားခြင်းစီကိုပထမဆုံးလှမ်းတဲ့ခြေလှမ်းပါပဲ။ဒံယာတန်းလှမ်းတဲ့လောကကြီးထဲရှောက်သွားတာဟာလူအပ်တာထက်ပိုပြီးခက်ခဲပင်ပန်းပါတယ်။ကိုယ့်ရဲ့နာကျင်မှုတွေကို အတူတကွကုစားကြရအောင်ပါ။ကိုယ့်ကိုဘယ်သူကမှမချစ်ရင်တော့ကိုယ့်ကိုယ်ကိုချစ်ဖို့ကအရေးကြီးပါတယ်။ဒါကြောင့်အတူတကွလှုပ်ကြရအောင်။ ကျွန်တော်တို့အသက်ရှူကြရအောင်ဒီတိုင်းမတိလိုက်မတိပါသာရှူလိုက်တာမျိုးမဟုတ်ဘဲအတိတတိလီကပ်ပြီးရှူကြည့်ရအောင်ပါဘယ်လိုအသက်ရှူရမလဲဆိုတာကိုကျွန်တော်ပြောပြပါမယ်အသက်ရှူတဲ့အခါမှာ အသက်ကို အားရပါးရရှူသွင်းမှာလေကိုဆက်မရှူနိုင်တော့တဲ့အချိန်မှာနှစ်ဆက်ကန့်လောက်ရပ်ထားလိုက်ပါ ပြီးမှ ဖြည်းဖြည်းချင်းရှူထုတ်ပါနောက်တစ်ခေါက်ထပ်ပြောပါမယ်လေကိုအားရပါးရရှူသွင်းမယ်နှစ်ဆက်ကန့်လောက်ထိန်းထားမယ်ဖြည်းဖြည်းချင်းရှူထုတ်မယ် โอเคကျွန်တော်တို့စလိုက်ရအောင်အားရပါရရှုသွင်းပါထိန်းထားပါဖြည်းဖြည်းချင်းရှုထုတ်ပါနောက်တစ်ခါအားရပါရရှုသွင်းပါထိန်းထားပါဖြည်းဖြည်းချင်းရှုထုတ်ပါကောင်းပါပြီအခုလိုအသက်ရှူတာဟာ ခုခုခုချက်ချင်းရဲ့အခြေခံအကြဆုံးလုပ်ရတဲ့ခုပါပဲလူသားတွေရဲ့ဖြစ်တည်ခြင်းမှာ ရှင်သန်ရခြင်းဟာ အကြီးမားဆုံးဆုလက်ပါအဲ့ဒီဆုလက်ကိုကိုကပိုင်ဆိုင်ထားရတဲ့အချိန်မှာတံပိုးထားပြီးစုပ်ကင်ပါတံပိုးရှိစွာ ရှင်သန်နိုင်အောင်ကြိုးစားရမှာ ကိုယ့်ရဲ့တောင်းပါပဲ ဒါပေမဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေကအရန်ကိုရှုပ်ထွေးပြီးကိုယ်ပတ်ဝန်းကျင်ကအရာအားလုံးထိမနိုင်တိမ်မရဖြစ်နေတယ်လို့ခံစားရတဲ့အခါနာကျင်ရတဲ့အတိတ်တွေစိုးရိမ်ပူပန်မှုတွေဒါမှမဟုတ်အဆိုးမြင်စိတ်တွေထဲမှာနှမျောနေတဲ့အခါအတွေးလွန်ပြီးမကောင်းတဲ့စိတ်ခံစားမှုတွေကကိုယ်ကိုလွှမ်းမိုးလာတဲ့အခါဒီလိုအခါမျိုးတွေမှာအခုကျွန်တော်ပြောပြမယ့်ရိုးရှင်းတဲ့လေ့ကျင့်ခန်းကိုလုပ်ကြည့်ပါ ဒီလိကျင်ကန်းကတင့်ကို အတွေးတွေထဲကနိုးထပြီးကိုယ်ခန္ဓာကိုယ်ပတ်ဝန်းကျင်နဲ့ပြစ်စုံပံကို ပြန်လည်ချိတ်ဆက်ပေးနိုင်တဲ့တတိပဋ္ဌာန်အခြေခံလိကျင်မှုတစ်ခုဖြစ်ပါတယ်။ဘယ်လိုလုပ်ရမလဲဆိုတော့အရင်ဆုံးကိုယ်မြင်နိုင်တဲ့အရာ၅ခုကိုလိုက်ကြည့်ပါ။ကိုယ်မြင်ရတဲ့အရာကိုပါဇက်ကနေထုတ်ပြောတာဖြစ်ဖြစ် စိတ်แท้ကပြောတာပဲဖြစ်ဖြစ်လုပ်ပါ။ဥပမာပြောရမယ်ဆိုရင်ကျွန်တော်အခုမြင်နေတာကကျွန်တော်ရဲ့လက်ကွန်ပျူတာရေခွက် မိုက်ခရိုဖုန်းဘောဘင်အဲ့ဒီလိုမျိုးပေါ့နော်ခုပတ်ဝန်းကျင်မှာမြင်နိုင်တဲ့အရာငါးခုကိုလိုက်ကြည့်ပြီးပါဇက်ကနေထုတ်ပြောတာပဲဖြစ်ဖြစ်စိတ်ထဲကပဲဖြစ်ဖြစ်နာမည်တက်ပြီးပြောလိုက်ပါပြီးရင်ကိုထိတွေ့ခံစားနိုင်တဲ့အရာလေးခုကို အာရုံစိုက်ကြည့်ပါကိုချီတော့နဲ့ကြမ်းပြင် ထိတွေ့နေတာထိုင်ကုန်းမှာထိုင်နေတာကိုဝစ်ထားတဲ့အင်ဂျီရဲ့အသားကိုရဲ့အချင်းချင်းထိတွေ့နေတဲ့ခြေတော့ဒါမှမဟုတ်လက်စသဖြင့်ပေါ့ အဲ့လိုထိတွေ့နိုင်တဲ့အထီးအတွေ့အာယုံလေးခုကိုခန်းစားကြည့်ပါပြီးရင်ကုတ်ပတ်ဝန်းကျင်ကအတန်တွေကိုအာယုံစိုက်ကြည့်ပါ ကိုကြားရတဲ့အတန်တွေတဲက၃ခုကိုအမျိုးအမည်ခွဲခြားကြည့်ပါဟာငှက်အော်တန်လားဒါလီတိုးတန်လားဒါလူတွေစကားပြောနေတဲ့အတန်လားစသဖြင့်ကုတ်ပတ်ဝန်းကျင်မှာလက်တလောကြားနေရတဲ့အတန်၃မျိုးကိုအာယုံစိုက်ကြည့်ပါပြီးရင်ကိုအနက်ခံနိုင်တဲ့အရာနှစ်ခုရဲ့အနက်ကိုခွဲခြားကြည့်ပါ အနားမှာအဆင်သင့်မရှိလို့ရှိရင်ထပြီးရှာလို့ရပါတယ်။ဆက်ပြာအနက်၊ခေါင်းလေးစီအနက်၊ရေမွေးအနက်စသဖြင့်ပေါ့လေ။အနက်ခံလို့ရတဲ့အဆင်ပြေတဲ့အနက်နှမျိုးကိုအနက်ခံကြည့်ပါ။နောက်ဆုံးအနေနဲ့ကိုအရသာခံနိုင်တဲ့အရာတစ်ခုခုကိုအရသာခံကြည့်ပါ။လက်တလုံးမှာတစ်ခုခုစားတဲ့အရသာခံစရာဘာမှမရှိရင်ကိုကျေးဇူးတင်စရာကောင်းတဲ့အရာတစ်ခုအကြောင်းကိုတွေးကြည့်လိုက်ပါ။ အခုကျွန်တော်တို့လွက်ခွာခဲ့တဲ့လက်ကျင်ခန်းကကျွန်တော်တို့ရဲ့အုံနောက်ကိုငါဒီမှာရှိနေတယ်ငါအသက်ရှင်နေတယ်ဒီအချိန်လေးမှာငါလုံခြုံတယ်ဆိုတာကိုပြန်သတိရစေဖို့ကူညီပေးပါလိမ့်မယ်ကျွန်တော်ဒီနေ့အစီအစဉ်လေးကိုအဆုံးမသတ်ခင်မှာအားလုံးကိုဒါကိုမှတ်ထားစေချင်ပါတယ်မင်းဟာ ထိခိုက်ဒဏ်ရာတွေရဲ့တားကောင်မဟုတ်ဘူးမင်းဟာကြောက်ရွံ့မှုတွေရဲ့တားကောင်မဟုတ်ဘူးပြီးတော့မင်းတယောက်တည်းမဟုတ်ဘူး ဒါကကျွန်တော်တို့ဒီအစီအစဉ်လေးရဲ့အစပဲရှိပါသေးတယ်။အပတ်တိုင်းမှာကျွန်တော်တို့စိုးရင်ပူပန်မှုနဲ့ဝမ်းနည်းကြည်ကွဲမှုကနေကိုကိုကိုတန်ဖိုးထားမှုရဲစွမ်းတတ္တိနဲ့မျော်လင့်ချက်အထိခေါင်းစဉ်အစ်စ်တွေကိုကျွန်တော်တို့ရှာဖွေသွားကြပါမယ်။ ဒီကိုရောက်ရှိလာပြီးနားထောင်ဖို့ရွေးချယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အများတို့အနေနဲ့ပြောပြခြင်းတဲ့အကြောင်းအရာတွေဆွေးနွေးခြင်းတဲ့အကြောင်းအရာတွေရှိခဲ့ရင်လည်း Safe Space မြန်မာရဲ့ပေးစာကဏ္ဍကိုဆက်သွယ်ပေးပို့လို့ရပါတယ်။ Safe Space မြန်မာကို Facebook နဲ့ YouTube မှာ follow လုပ်ဖို့မမေ့ပါနဲ့။ဒီအပိုင်းကတင့်ကိုအထောက်အကူဖြစ်ခဲ့ရင်ဒီစကားသံတွေကိုကြားဖို့လိုအပ်နေတဲ့တယောက်ယောက်ကိုကျေးဇူးပြုပြီးမျှဝေပေးပါ။မင်းတယောက်တည်းမဟုတ်ပါဘူး။